်မင်္ဂလာပါရှင်ကျမတော့ဖူးဤဤနယ်ပါ DV ရမင်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ကင်းနီပြည်နယ်တဲကမြို့နယ်၄ခုနဲ့ရှမ်းကင်အနီးနယ်ဇက်ကမြို့နယ်တစ်ခုမှာစစ်ကောင်စီတပ်ကစစ်မျက်နှာ၅ခုဖွင့်ပြီးထိုးစစ်ဆင်နေတဲ့အတွက်တော်လှန်ရေးအင်အားစုတွေနဲ့ထိတွေ့တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီတပ်ဘက်ကအသေးအဆုံးတွေရှိနေတယ်လို့ကင်းနီမြို့သားများကကွယ်တဲ့ KNDF ကအောက်တိုဘာလ၃ရက်မှာထုတ်ပြန်ပါတယ်။ အော်တိုဝါလာပထမဘက်တပတ်တာကာလအတွင်းကီယင်နီကရိုက်ကော်မြို့နယ်အရှိချမ်းဒီမော့ဆွန်မြို့နယ်ဖရူဆွန်မြို့နယ်ဘောလက်ခဲမြို့နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းကဖဲခုံမြို့နယ်တွေမှာတိုက်ပွဲတွေဖြစ်ပွားနေလို့သိရပါတယ်။ရိုက်ကော်အရှိချမ်းတိုက်ပွဲမှာတော့စစ်ကောင်စီတပ်ဘက်က၁၀ထက်မနည်းတေဆုံးတဲ့အပြင်လက်နက်လေးလက်နဲ့ခဲယမ်းတွေတင်းစီရမိခဲ့ပြီးဘောလက်ခဲမြို့နယ်ကတိုက်ပွဲမှာလည်းစစ်ကောင်စီတပ်ဘက်ကတေဆုံးတာတွေရှိနေတယ်လို့သိရပါတယ်။ ဒီမော့ဆိုဖရူဆိုလမ်းမတစ်လျှောက်မှာစစ်ကောင်စီတပ်ကတက်ဆွဲထားတဲ့အတွက်ထိတွေ့တိုက်ပွဲတွေနေ့တိုင်းရှိနေပြီးနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတယ်လို့လည်းသိရပါတယ်ရှင်။မကွေးတိုင်းငဖဲမြို့နယ်ထဲမှာရှိပြီးဗရန်တက်နယ်အတွက်အရေးပါတဲ့နေအိမ်ကံဗျူဟာစခန်းဟာပိတ်ဆို့ဖျက်တော့ခံရရတဲ့အတွက်အချိန်မရွေးကြတော့နိုင်တဲ့အခြေအနေမှာရှိတယ်လို့စည်ရေးရင်းမြစ်နယ်ဒေသခံတွေကပြောပါတယ်။ဒါကြောင့်အမ်မင်ဘူးလမ်းကတဆင့် တက်ကူမပိုးနိုင်တော့တဲ့စစ်ကော်မရှင်တပ်ကလေကြောင်းကနေခဲရန်ရိတ်ခါတွေချပေးနေတယ်လို့ကပ္ပစ14ကနေတဆင့်မြေပြင်တက်ကူပို့ဖို့စ조사နေကြောင်းအော်တိုဘာ13ရက်မနက်ပိုင်းမှာစစ်ရေးရင်းမြစ်ကပြောပါတယ်။မနေ့ကမနေ့ကပဲဝိုင်းတွင်းတဲ့တိခါလာချတယ်။ခင်ရရှိတယ်ဒါပေမဲ့ခဲရန်ရိတ်ကမရှိတော့နောင်သွေးနောင်ရွာတွေလူဝဲကြီးတန်းစတဲ့တာရှိတယ်။ဒီဘိုးတဲ့ဒီကပ္ပစ14နေရဆက်ဆက်လာနေအဲ့လမ်းနေ။အဲ့လမ်းနေလို့ချီရင်တက်လာတယ် ။နားနာတော့သိကြပြီဒါပေမဲ့အပေါင်းနိုင်လို့ကျွန်တော်ပေါ့။အာရခတတော် AA ဥဆောင်တဲ့ပူပေါင်းတက်တွေဟာအမင်းဘူးလမ်းဟောင်းဘက်မှာဆိုရင်ဗစီရွာဝင်ချင်းလမ်းသစ်ဘက်မှာဆိုရင်ကိုကြီးရွာဝင်ချင်းအထိထိမ့်ချုပ်ထားတာကြောင့်မြေပြင်စစ်ကူပို့မရပဲပိတ်မိနေကြတာလို့သူကဆက်ပြောပါတယ်။ဒါကြောင့်ပဲစစ်တပ်ဟာကပ္ပစဆလီကတဆင့်တော်လန်အတိုင်းလိုင်းရွာနဲ့နောင်ရွာတွေဘက်ကနေခြေလင်တက်တွေပို့ဖို့ကြိုးစားနေလို့အောက်တိုဘာ12ရက်ညပိုင်းအထိတိုက်ပွဲတွေဆက်ဖြစ်ခဲ့ပါတယ်။ ဒါအပြင်ဗရန်မြို့နယ်9မိုင်လောက်အကွာမှာရှိတဲ့တာယာကုန်းရွာနဲ့ယုံမအစင်ကဇင်ပြွန်းရွာအကြားမှာခံစစ်ပြင်နေတဲ့အကြောင်းသိရပါဗျ။ဟိုကခံစစ်ကဟိုမရောက်လေအဲ့ဒီတင်းကအဲ့ဒီမဆိုင်နေဖြစ်တဲ့မဆိုင်ဒုံးနေဖြစ်တဲ့နာမှာဒီအဲ့မှာအဲ့မှာထိုင်နေလေ။အဲ့ဆရာကိုပြောပြီးတော့ဟိုဘက်အနောက်လမ်းကောင်းကနဲ့တကောတော့ဘောကလွဲဘူးလေ။ဟိုဘက်ကတိထလာတော့ဟာဒီတရက်တည်း။အဲ့ဗရန်ကတော့ ပုံမှန်တိုင်းလေးလေနော်ကျွန်တော်ကဘယ်လိုဒီအရက်စကားလည်းဘယ်လိုလဲရေထူပြီးဆိုတဲ့သဘောမျိုးရောက်လေခင်နဲ့ဘာလို့လဲဆိုတော့တိတ်တုတ်တာကြည့်တာမကြတယ်ဒါပေမဲ့ဒီနေ့လည်းကိုယ်ကလာကတ်လာပြီးကိုယ်ဇွားနာလို့ဆိုတော့ပြောတတ်တယ်လေအဲ့ခါဆိုရင်တော့တမျိုးပေါ့အော်ဒူဘာ73ရမနက်ပိုင်းမှာတော့လက်နက်တန်ဒီခဏငြိမ်ခဲ့ပြီး နေအိကံဖြူဟာကိုတော်လိုင်းတက်တွေကတိမ့်ပိုက်နိုင်တဲ့တဲ့မကြားရသေးဘူးလို့သူကစပ်ပြောပါတယ်။အေးဦးဆောင်တဲ့တက်တွေဟာနေအိကံဖြူဟာစကန်ကိုပြီးခဲ့တဲ့ဖေဖော်ဝါရီထဲကထိုးစစ်ဆင်ခဲ့တယ်လို့ခံမှန်းရတာကြောင့်အခုချိန်ထိဆိုရင် ရှစ်လဝန်းကျင်ကြာမြင့်လာပါပြီ။ဘာကြောင့်ဒီစကန်ကနှစ်ဖက်တက်တွေအတွက်အရေးကြီးတာပါလဲ။နေအိကံစကန်ကိုကြားမယ်ဆိုရင်တော့အနည်းချုပ်ဆိုတော့ဆရာအမ်ချီစစ်အိမ်မက်ပေါ့နော်အမ်ချီစစ်အိမ်မက်လုံးဝပြတ်သွားပြီ။ ပြီးရင်ဗရန်ဒတ်နဲ့လုံးဝနောက်ဆုံးရွှေ့ပြရမယ်နောက်ဆုံးရွှေ့ပြရမယ်ပေါ့နော်ပြီးရင်ပသိမ်မော်ယာလမ်းကိုလည်း90ရာခိုင်နှုန်းကျော်ဖြတ်တောက်လိုက်နိုင်ပြီလို့ပြောရမှာဖြစ်ပါတယ်ဗျာဟုတ်ကဲ့ဒါကြောင့်ပဲနေအီကန်ဗျူဟာသာကြခဲ့မိဆိုရင်ကပ္ပစ14ကိုပေးလိုက်ရမှာဖြစ်တယ်လို့ဗရန်ဒတ်နဲ့အတွက်လည်းချင်းချောင်းမှုဖြစ်လာမှာကြောင့်စစ်တပ်ကမဖြစ်မနေတံပြန်တိုက်စစ်ဆင်လိုက်မယ်လို့ကိုစင်ယော်ကခံမှန်းပါတယ်ဒါအပြင်နေအီကန်ဗျူဟာဖွဲ့စည်းပုံဟာ လေကြောင်းတိုက်ခိုက်ဖို့လွယ်ကူတာကြောင့်အေးအေးအနေနဲ့တိမ့်ပိုက်နိုင်ခဲ့ရင်တော့အထိုင်ချမှာမဟုတ်ပဲဖြတ်တောက်ထားလိမ့်မယ်လို့သူကဆိုပါတယ်။ဒီအခြေအနေတွေနဲ့ပတ်သက်လို့အေးအေးပြောခွင့်ရသူဥခိုင်ဒုက္ခကို DVV ကဆက်သွယ်ထားပေမဲ့ပြန်ဖြေတာမရှိသေးပါဘူး။ဒီလိုအခြေအနေတွေကြောင့်ပဲအမင်ဘူးရိုးမလမ်းပိုက်မှာတိုက်ပွဲတွေဆက်ဖြစ်နိုင်ခြေရှိနေပြီးစစ်အေရီးယားကျယ်ပြန့်မှာကိုဒေသခံတွေကစိုးရိမ်နေကြပါဗျ။ ဗရန်ဒန်နယ်မှာစစ်တပ်ကကပ္ပစ14အပါအဝင်အာမဒ305အာမဒ409နဲ့အမြောက်ကိုကယ်မှုစစ်ဌာနချုပ်မာဆခ905တို့ကိုအခြေစိုက်ထားတာဖြစ်ပါတယ်ကျွန်တော်စိုးသူအောင်ပါ ရှမ်းပြည်နယ်မြောက်ပိုင်းပလောင်ကိုပိုင်အုတ်ချုပ်ခွင့်ရဒေသနမ်ဆန်မြို့နယ်ကရားကြီးရွာကို အော်တိုဘားလ23ရက်နေ့မိုးလွယ်ပိုင်းမှာစစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ PSLF TNLA သတင်းနဲ့ပြန်ကြားရေးဌာနရဲ့သတင်းထုတ်ပြန်ချက်နဲ့ဒေသခံတွေရဲ့ပြောပြချက်တွေအရသိရပါတယ်။နမ်ဆန်မြို့နယ်ကရားကြီးရွာကိုစစ်တပ်က Jet Fighter နဲ့အော်တိုဘားလ23ရက်နေ့နေ့လယ်ပိုင်းမှာဘုံကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးစာတင်ကြောင်းကိုထိသွားတယ်လို့ဒေသခံအမျိုးသားတစ်ယောက်ကပြောပါတယ်။ကြောင်းဖွင့်ထားတဲ့အချိန် ဘုံကျဲခံရတာဖြစ်ပြီးတော့လက်ရှိကြေးရွာမှာဖုန်းလိုင်းတွေဖြတ်တောက်ခံထားရလို့အခြေအနေအသေးစိတ်ကိုမသိရသေးဘူးလို့ဆိုပါတယ်။ဘုံကကြေးရွာတွေကနေရာနှစ်ခုကိုကျဲသွားတာဖြစ်ပြီးစာတင်ကျောင်းနဲ့ကြေးရွာတွေနှစ်နေရာကိုကြောက်ရောက်ခဲ့ပြီးတော့စာတင်ကျောင်းပောက်ကွဲမှုမှာတော့လက်တလုံးလူထိခိုက်တာမကြားမိသေးဘူးလို့ဒေသခံအမျိုးသမီးတစ်ယောက်ကလည်းပြောပါတယ်။လက်ရှိမှာတော့စစ်တပ်က TNL ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့ကိုဦးတည်ပြီးတော့ထိုးစစ်ဆင်နေပြီးတီဘောမြို့နယ်ရှစ်မိုင်ခန့်အကွာအထိစစ်ကောင်စီတပ်တွေရောက်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်ရှင်။ မရိကန်သမရဟောင်းဂျိုးဘိုင်ဒန်ဟာဂါဇာကမ်းမြောင်မှာအပြစ်ခတ်ရက်စေသဘောတူညီချက်ကိုဆောင်ရွက်နိုင်ခဲ့ခြင်းအတွက်လက်ရှိသမရဒေါ်နယ်ထရန့်ကိုအောက်တိုဘာလ23ရက်တနင်္လာနေ့မှာချီးကျူးခဲ့ပါတယ်။သမရဟောင်းဘိုင်ဒန်ကစိတ်ကူးလို့တောင်မရတဲ့ငရဲကိုဖျက်ဆီးခဲ့ရပြီးနောက်ဆုံးအသက်ရှင်ကျန်ရတဲ့တရားခံအယောက်20ရို့အတွက်နောက်ဆုံးတော့သူတို့ရဲ့မိသားစုတွေ ခြေရသူတွေနဲ့ပြန်ဆုံတွေ့ကြရတဲ့ဒီနေ့ရောက်လာတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပြီးစိတ်သက်သာရရပါပြီ။ဂါဇာကမ်းမြောင်ရှိအရက်သားတွေအတွက်လည်းအတိုင်းအတာတစ်ခုအထိဆုံးရှုံးနစ်နာမှုတွေနဲ့နောက်ဆုံးမှာသူတို့ရဲ့ဘဝတွေကိုပြန်လည်တည်ဆောက်ဖို့အခွင့်အရေးရရှိတော့မှာဖြစ်ပါတယ်လို့လူမှုမီဒီယာ post မှာရေးသားခဲ့တာပါ။ အခုတော့အမေရိကန်ပြောင်စုနဲ့ကဘာကြီးရဲ့ကြောထောက်နောက်ခံပံ့ပိုးမှုနဲ့အတူအရှိလေပိုင်းဟာငင်းချင်းလမ်းကြောင်းပေါ်ရောက်ရှိနေပြီငင်းချင်းအတွန်းရှိဖို့အစ္စရေးနဲ့ပါလက်စတိုင်းတွေအတွက်အနာဂတ်ဟာငင်းချင်းဂုံတိတ်ခါနဲ့ဘေကင်းရီတန်းတူညီမျှအတိုင်းအတာနဲ့ရှေ့ဆက်နိုင်ဖို့မျှော်လင့်တယ်လို့လည်းဆိုထားပါတယ်ရှင် TV ဥမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတို့ဖူးအီအီနဲ့ပါကြီးစုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်